တန်နေလို့ခံစားရပါတယ်ဝေါ်တစ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲအခုရှိချီထားနေသမီးလေးတို့ကလေးอ่ะပေါ့နော်အခုတတတီပေါ့နော်ရေရှည်တက်ခဲ့တယ်မိပါတယ်မှာပါတယ်လို့ပြောလို့ရတယ်ပြောရမယ်ဆိုရင်တော့လေစိတ်ကြည်နတ်မှုကတော့အပြည့်ရတယ်လို့ပြောလို့ရပါတယ်အာတခုဟာရှိချီထားမှာပေါ့နော်ထားတဲ့ဟာစာရဖို့တခုတည်းတင်လဲမဟုတ်ဘူးပေါ့လေသူမိဘနဲ့တူတူတက်ရောက်ရတာဖြစ်တဲ့အတွက်အမားတို့အတွက်ဆိုရင်ပေါ့နော် quality time bonding time လေးလည်းပို့ရတယ်လို့ပြောလို့ရပါတယ်ရှက်အမားကတော်တော်အလုပ်များတယ်မိပါတယ်မှာပါတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီအချိန်လေးသ သက်သားနဲ့အတူတူတက်ရတဲ့အချိန်အမရဲ့ quality time ပါပဲရှင် photographic memory နဲ့ training လေးရထားတဲ့ကလေးလေးဆိုတော့ပစ္စည်းလေးတွေဘယ်နာနေမှာထားတာဘယ်လိုပုံစံမျိုးလေးရှိနေရလေးဆိုရင်သူကအသေးစိတ်လေးမှတ်မိနေတတ်တယ်။ဒါလေးကတော့နေ့စဉ်ဘဝမှာအားသာတဲ့အချက်လေးပေါ့နော်။ပြီးတော့လမ်းသွားတယ်ဆိုရင်လည်းဘယ်ကားလေးကဘယ်လိုအယောင်လေးအဲဘယ်နာလေးကသူ့အိမ်ရောက်ပြီလားပေါ့နော်။ဒါမျိုးလေးတွေလည်းသူမှတ်မိတတ်တယ်။လူတွေဆိုရင်လည်းသူအာသူရဲ့ expression appearance လေးတွေကိုလည်းသူမှတ်တတ်တယ်ပေါ့နော်။အဲကြောင်းတက်တဲ့အရွယ်ရောက်တော့ကြတော့လေ၃နှစ်ခွဲပေါ့နော်။အခုကြောင်းတက်တဲ့အရွယ်ရောက်တော့လေသူ ပြောရမယ်ဆို A to Z တွေဆိုရင် capital ကို small letter ကိုအကုန်ရနေပြီအရင်အံဟောဖို့ကောင်းနေပေါ့နော် capital ကို small letter ကိုရနေတဲ့အပြင်ကိုသူ sentence တွေပါဖတ်နိုင်နေပေါ့နော်အဲ side words တွေကိုသူကအမြဲတမ်းအတန်းထဲမှာဟိုဖတ်ခဲ့ရတဲ့ကလေးဖြစ်နေရဆိုတော့ကြတော့လေအဲမှတ်မိနေတယ်သူ princess ဆိုတဲ့စကားလုံးမျိုးဆိုရင်ပေါ့နော်အဲ3 2 5လကလေးအတွက်ဆိုရင်တော်တော်ခက်ခဲတယ်ဒါပေမဲ့အဲ့စကားလုံးလေးကိုမြင်နေဆိုရင်ဒါ princess လာပဲဟာ bracelet လေးပေါ့နော် word word by word birth ပေါ့နော်မမီရဲ့အပိုင်းမျိုးလေးတွေတွေ့ရတယ်ဒါကတော့ညီစင်ဘဝရောအကြောင်းသင်ခန်းစာတွေမှာပေါ့နော်ဒါရှိချီသားရဲ့လက်ဆင်းအကြောင်းမို့လို့အထောက်ပံ့ဖြစ်စေခဲ့တာလေးတွေဖြစ်ပါတယ်ရှင့် ဒီကြောင့်မှတင်တဲ့သင်ငယ်စာတွေမှာတရားရဲ့ဂျေဇူးကိုတရားပြီးတဲ့ရမယ်အဲအဲ့ဒီအတွက်လည်းဂျေဇူးတင်တတ်ရမယ်ပေါ့နော်အဲ့လိုမျိုး gratitude လုပ်တဲ့ lesson မျိုးလေးတွေပါတာတွေဒီလို lesson မျိုးလေးတွေတင်ငယ်တဲ့အချိန်မှာသင်ရတာကိုကတို့တို့အတွက်ကံကောင်းခြင်းတစ်မျိုးပဲပေါ့နော်ဒါလေးတွေကတော့နှစ်သက်ပါတယ်ရှင် ီးတော့အတန်းထဲမှာဆိုရင်ဒီချက်ကိုပစ္စည်းလေးတစ်ခုခုပေးတော့မယ်ဆိုရင်လည်းလက်နက်ဖက်နဲ့ပေးတာမျိုးလေးတွေဒါကတော့ Asian country တွေမှာရှိတဲ့ value ပေါ့နော် Asian value